ခုနှစ် Johannesburg မြို့မှာကျင်းပတဲ့ G20 ထိပ်သီးအစည်းအဝေးဟာအိန်ရှင်တောင်အာဖရိကအတွက်ကြီးမားတဲ့အောင်မြင်မှုနဲ့သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူလိုက်တာပဲဖြစ်ပါတယ် G20 is being held on African soil ဒီနှစ် G20 ရဲ့လူမှုထိပ်သီးအစည်းအဝေးကိုအာဖရိကမြေပေါ်မှာပထမဆုံးကျင်းပတာဖြစ်လို့ဂုဏ်ယူပါတယ်လို့တောင်အာဖရိက သမ္မတဆီရီရမဖိုဆာကပြောဆိုပါတယ်ဒီနှစ်ထိပ်သီးဆွေးနွေးပွဲကို တရုတ်ရုရှားအာဂျင်တီးနာမက္ဆီကိုနဲ့ဆော်ရီအာရေဗျာကနိုင်ငံအကြီးအကဲတွေမတက်ရောက်ကြသလိုအမေရိကန်ကလည်းသဘိမ့်မောက်ထားပါတယ်။ဒါပေမဲ့ဒီနှစ် G20 ရဲ့လုပ်ငန်းစဉ်တွေကတော့ပြည့်နေပါတယ်။သမရဆီရီရာမာဖိုစာကဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ကျွေးမီတက်တာရင်တရားမျှတတဲ့စွမ်းအင်အုံချမှုကူပြောင်းရင်းနဲ့ရှားပါတက်ထုတရားဇာတတွေတရားမျှတစွာအုံချမှုမြင့်တင်ရင်းစားတဲ့အဓိကကျတဲ့ခေါင်းစဉ်တွေပေါ်အာယုံဆိုင်ဆွေးနွေးဖို့အစီအစဉ်ထားပါတယ်။ ညီလာခံမတိုင်မီတောက်ကြနေမှာ EU ခေါင်းဆောင်တွေနဲ့တောင်အာဖရိကတခြားဘာသင်္ဇာတဆိုင်ရာသဘောတူညီမှုတစ်ခုကိုရရှိခဲ့ပါတယ်။ဒီသဘောတူညီချက်ဟာပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဘက်ကူးပြောင်းရေးမှာအရေးပါတဲ့ရှားဘာတတ်ထုတွေကို EU ကရယူနိုင်ဖို့အရေးကြီးပါတယ်။အဲ့ဒီတတ်ထုတွေရဲ့30ရာခိုင်နှုန်းကိုတောင်အာဖရိကမှာရရှိတာဖြစ်ပါတယ်။အမေရိကန်ကတင်ပြထားတဲ့ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်နဲ့အတူယူကရိန်းစစ်ပွဲအခြေအနေကို EU ကောင်းဆောင်တွေ G20 ထိပ်တည်စည်းဝေးပွဲမှာဆွေးနွေးဖို့ရှိပါတယ်။တရုတ်ဝန်ကြီးချုပ်လီချန်လည်းဒီထိပ်တည်အစည်းအဝေးကိုတက်ရောက်ပြီးတရုတ်နိုင်ငံရဲ့အခွန်မဲ့ဗတ်ပေါင်းစုံကုံသွယ်ရေးစီမံကိန်းတွေကိုတောင်အာဖရိကနဲ့ပူးပေါင်းဆောင်ရွက်ဖို့ကတိပြုထားပါတယ်။တောင်အာဖရိကနိုင်ငံဟာလူမျိုးရေးခွဲခြားမှုခေတ်တုန်းကနိုင်ငံကိုအုပ်ချုပ်ခဲ့ကြတဲ့အာဖရိကလူဖြူလူနည်းစုတွေအပေါ်ခွဲခြားဆက်ဆံတယ်လို့ဆွဆွဲပြီးအခုနှစ် G20 ထိပ်တည်အစည်းအဝေးကိုအမေရိကန်ကတပိတ်မောက်ထားပါတယ်။ပရီတိုနီးယားမြို့မှာကျင်းပတဲ့ လူမျိုးရေးခွဲခြားမှုစန့်ကျင်ရေးတက်ကြွလှုပ်ရှားသူများထိမ့်မက်ပွဲကိုတက်ရောက်လာတဲ့ပြင်သစ်သမ္မတမက်ခရွန်ကအမေရိကန်ရဲ့ပြက်ကွက်မှုနဲ့ပတ်သက်ပြီး I have no comment to make. I hope they would join again. ကျွန်တော်မှတ်ချက်ပေးစရာမရှိပါဘူး။သူတို့ပြန်လဲပါဝင်လာမယ်လို့မျှော်လင့်ပါတယ်။သူတို့လာမယ့်နှစ်မှာပြန်ပြီးပူးပေါင်းဆောင်ရွက်ကြမှာဖြစ်ပါတယ်လို့ပြောကြားပါတယ်။ G20 ခေါင်းဆောင်တွေဟာအမေရိကန်မပါဝင်တဲ့ကမ္ဘာရာသီဥတုပြောင်းလဲမှုဆိုင်ရာကြီးညာချက်မူကြမ်းတစ်စောင်ကိုထိပ်သီးဆွေးနွေးပွဲမှာတိုင်ခင်သဘောတူညီခဲ့ကြပါတယ်ခင်ဗျာ။